ဘိန်းနေသည်ပေါ်ထားတာလေးတွေရယ်ပြီးတော့ဘေးနာဖြတ်ပြေးသွားတဲ့ဝက်ပေါက်လေးရယ်လုံးချက်ချက်မယ်တချမ်းပေါ်လိုက်တယ်တချမ်းအောင်ဘေးရင်ဘေးလိုက်တယ်ဝက်သားလေးကို50တာမပြည့်ဘူးစားစနဲ့အချုံမောပဲငံပြားရင်ရှာလကာရင်းလေးနည်းနည်းထက်နည်းနေပြီးတော့နှတ်ထားတယ်ထဲထဲကဟင်းနေထားတဲ့အရေးတွေကိုတုံပြထားတယ်ပြန်ဆက်ထားတယ် ချက်တော့ရဲချက်တော့အဖြူအနေရဲ့ချင်းရထောင်းနဲ့အပေါ်ငွေသွေးမှုန့်လေးအုပ်ထားတယ်အရာမို့ပြီးရင်မီးလာတာနဲ့စချက်မယ်ကဲချက်ဖို့ပြုတ်ဖို့လဲအကုန်လုံးပြင်ဆင်ပြီးပြီဆိုတော့မီးမွှေးမယ်ဟင်းတိုးချက်ဖို့ကမီးမွှေးတာအရေးကြီးတယ်မီးမွှေးတာဓမ္မကြီးကဲနဲနှက်ထားတဲ့ဝက်သားကိုပိန်းနေသေးပါအုပ်လိုက်ပါပြီအဲထဲမှာ ဖဖဖဖဖဖဖပြောင်းနဲ့အတန်လေးရယ်ထွက်လာပြီသွားဆိုဤသွားတဲ့ဒီခဏဆောင်ကဲထမင်းဟုတ်ချက်တာတော့မပြောတော့ဘူးเนาะအရန်ခက်ခဲတဲ့အလုံးမဟုတ်လို့ဒါကတော့ကျွန်တော်ရဲ့ဇနီးကျော်လေးနော်ဖောရဲ့ရောင်မှာကိုးလာပိုင်းစင်းကိုဆယ်လာပိုင်းနေလောက်တာမပြီးဘူးအဲ့တော့သူစင်းမပြီးဘူးဆိုပြီးတော့ကျွန်တော်မြို့ကြောင်တဲ့ဝင်နေရတာပါကဲအခုအငွေတစ်ထောင်ထောင်စထွက်လာပါပြီဝတားကြီးပဲချက်တာမဟုတ်ဘူးဘိန်းနေစင်းနဲ့ချက်တာဖြစ်တဲ့အတွက်ဟိုးဝတားနဲ့တင်းတင်းလေးဆိုရင်အရင်တော့ ရှာကောကကောထဲတယ်ကျွန်တော်ကြားမဲမဲတုံးလိုက်နောက်တစ်ပတ်တော့ channel သွားကြရရှိတယ် channel သွားရင် channel မှာချက်တဲ့တော့ချက်လေးတွေချက်ပြပါမယ်ဟာချက်နေမှာကြိုက်တဲ့ပြိသက်ကြီးရဲ့ချက်နေမှာချက်တရရွက်လေး9ရွက်လောက်ကိုဆုပ်ဖြဲထည့်ပြီးတော့ချက်ပါအဲ့ဒါဆိုရင်အရေကောင်လေးတွေကထုတ်ထုတ်ထုတ်နဲ့နူးသွားပြီးတော့မပြဲသွားဘူးထိုးထထုံနဲ့စားလို့ကောင်းပါတယ်။ဒါမှန်ချက်ချင်အတိုင်းချက်ယုံနေတဲ့နူးပါတယ်နော်။ဟင်းအိုးလည်းအိုးပြောင်းလိုက်ရ အိုးပြောင်းတော့ဘာဆက်ဖြစ်မလဲစောင့်ကြည့်လိုက်လက်ရှိတော့အိုးပြောင်းထားပါတယ်မီးပြတ်သွားတဲ့အတွက်ကဲမိပြန်လာလို့အိုးပြန်ပြောင်းလိုက်ပါပြီ။ဟိုဘက်အိုးပြောင်းဒီဘက်အိုးပြောင်းဆိုတော့မှွေတရားမလို့ပဲနဲ့ဟိုတော်တော်လေးနှံ့သွား။ကဲနည်းနည်းလေးပူလာတော့ကြတော့ဒီမှာဣသွားပြီ။ပထမတော့အဖုံဖုံလို့မရဘူး။အခုတော့ဖုံဖုံလို့ရသွားပြီ။ဣသွားပြီ။ အဲပြီးရင်နည်းနည်းလေးဖြည်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 းမြည်လာပြီဆိုလို့ရှိရင်ဒီမှာငရုတ်ဆောင်စည်းလေးထည့်မှုတော့အစင်းနှင်းလောက်ထားတယ်ဇာစနဲချုံမုံတွေပါရထက်ထည့်စရာမလိုနေထားတဲ့ထဲမှာထည့်ထားတယ် horizon လေးနဲ့50သားဦးမှ horizon လေး horizon လေးနဲ့တစွမ်းစာလေးပဲထည့်ချုံမုံလုံးဝမဆိုင်အတိုင်းပတ်လို့နော်ခုဆိုရင်တော့ဖြင့် ပြီးစည်းသလောက်နေပါဖြစ်တော့ပါပြီ။မရွဆောင်စေးလည်းထည့်ပေးပြီးရေလည်းနည်းနည်းလိုက်ထားပေးပြီးအုပ်ထားပြီးတော့ရေခန်းအောင်ဆောင်ဖို့နဲ့လူဖို့ပဲလိုပါတော့တယ်။အားလုံးပဲစားကြတယ်ဆိုရင်အိမ်လာလဲကြပါ